။ညောင်ရွှေမြို့နယ် KI စင်စစ်လီကိုင်တွဲမောင်းနှင်ထိမ့်သိမ်းမှုမုံမှန်တင်နံအမတ်စဉ်တင့်မြင့်ဆောင်2025ဖွင့်လှစ်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရေပြင်ရှားပွေကေစေးလုပ်ငန်းများအချိန်နှင့်တပြေးညီပုံမူမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ရန်တပ်ဖွဲ့ဝင်များစစ်လီကိုကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွဲမောင်းနှင်တက်စေရန်နှင့်ထိခိုက်ပျက်စီးမှုကိုရှော့ချနိုင်စေရန်အတွက်ရန်ပြည်နယ်မိသားစုဌာနကဖွင့်လှစ်သည့် KI စင် ဆက်လီကန်တွင်မောင်းနှင်ထိမ့်သိမ့်မှုမိုးမှန်တင်နံအမတ်စင်တင့်မြင်ဆောင်2025ဖွင့်ပွဲခန္ဓာကိုဂျွန်လ30ရက်နေ့နေ့7နာရီခွဲကရှမ်းပြည်နယ်ညောင်ရွှေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားတွင်ကလောခရိုင်စီမံအုပ်ချုပ်ရေးဘွယ်ဥက္ကဋ္ဌဦးမြင့်စိုးကအမှားစကားပြောကြရ၌မြန်မာနိုင်ငံသည်တဘာဝဘေးများရင်ဆိုင်ကြုံတွေ့မှုများသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်းတဘာဝဘေးရဲ့နေရာကြုံတွေ့ရသည့်အခါ ကူညီကစရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မြန်မာနိုင်ငံမိသားတပ်ဖွဲ့သည် မရှိမဖြစ်အရေးပါသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းပြီးခဲ့သည့်မန္တလေးငလင်တန်းတွင်အင်းလီဒေသအတွင်းရှားဘွေကူညီကစရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်တပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူမိသားတပ်ဖွဲ့ဝင်များအင်တိုက်အားတိုက်ပါဝင် ဆောင်ရွက်ပေးခဲ့သည်ကိုမြင်တွေ့ကြရမှာဖြစ်ပြီးများစွာကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ယခုဖွင့်လိုက်တဲ့တင်တန်းဒီနိုင်ငံတော်နဲ့ဒေသအတွက်တမကမိမိတို့တပ်ဖွဲ့ဝင်များအတွက်ပါအကျိုးရှိသည့်တင်တန်းဖြစ်သည်နှင့်အညီတင်တန်းသားများအနေဖြင့်အောင်မြင်ပြီးမြောက်သည့်အထိတက်ရောက်ကြစေလိုကြောင်းဖြင့်ထည့်သွင်းပြောကြားခဲ့ပါသည်ထို့နောက်ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမိသက်ဦးစီးဌာနမှအရာရှိကြီးများနှင့်တင်တန်းနည်းပြများတင်တန်းသားများအမတ်တရစုပေါင်းမှတ်တမ်းနှင့်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည် ဖွင့်ပွဲပြီးတွင်တင်တန်းကိုစတင်ပို့ချလျက်ရှိပြီးအဆိုပါတင်တန်းအားဇွန်လ30ရက်နေ့မှဇူလိုင်လ17ရက်နေ့အထိစာတွေ့လက်တွေ့တင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့်တင်တန်းတို့တင်တန်းသား90ဦးတက်ရောက်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ။